။ဥတီတွေကတော့ American စစ်သင်္ဘောတွေကိုရန်မစတင်မှန်းကောင်းကောင်းကြီးတိသွားကြပါပြီ။ဒါကတာမန်တိုက်ခိုက်မှုတစ်ခုတည်းမဟုတ်ပါဘူး။အီရန်နိုင်ငံနဲ့သူ့ရဲ့ proxy တွေကိုပါပြတ်သားတဲ့သတင်းစကားတစ်ခုပေးလိုက်တာဖြစ်ပါတယ်။ခွင်ပြုမိတ်ရရှိလာတဲ့လေရင်မှုတွေဟာပေါင်၄000တိုကန်အားရှိတဲ့အင်ဂျင်တွေကိုအစွမ်းကုန်ပွင့်လိုက်ပြီးတော့တနအီကုန်မိုင်190နှုန်းနဲ့လေရင်တင်သင်းပေါ်ရဲ့ပြေးလန်းပေါ်ကပြန်တက်လာကြပါတယ် တိုက်လေရင်တွေမှာတင်ဆောင်ထားတဲ့ BLU 109ဘုံကြီးကြောင့်လွန်ကျော်သားပြန်တွက်နိုင်မှုအတွက်တိုက်လေရင်တွေရဲ့စွမ်းအင်ကိုအမြင့်ဆုံးအသုံးပြုရတာဖြစ်ပါတယ်။ပေါင်းနှောင်းအလေးချိန်ရှိတဲ့ဒီဘုံကို Banker Buster လို့ခေါ်ရတဲ့အကြောင်းရင်းကတော့ဒီဘုံဟာတာမန်ဒီအဖြစ်ကွန်ကရစ်ကိုရှစ်ပေအထိခန့်ခန့်မာကျောတဲ့ကြောက်လှော်တွေကိုပေး20အထိနဲ့တာမန်မြေစီလွှာဆိုရင်တော့ပေတရာအထိထိုးပေါက်နိုင်တဲ့အတွက်ကြောင့်ပဲဖြစ်ပါတယ် ဒါအပြင်ဒီဘုံတွေဟာတလမအထူရှိတဲ့တမ်မဏိကိုယ်တဲ့နဲ့အလွန်ချွန်တက်မာကျောတဲ့တမ်မဏိထိပ်ဖူးတို့ကြောင့်ပြက်မှတ်ကိုနက်နက်ရှိုင်းရှိုင်းထိုးပေါက်ပြီးမှကြိုတင်ချိန်ညှိထားတဲ့ delay fuse system က25 millisecond မှ100 millisecond အထိလိုအပ်သလိုချိန်ညှိနိုင်တာကြောင့်ပြက်မှတ်ကိုအတွင်းပိုင်းမှာပြင်းပြင်းထန်ထန်ပျက်စီးစေပါတယ်။ F35 တိုက်လေရင်ဒစည်းစီဟာအဲ့ဒီ Banker Buster ဘုံးတွေကိုနှလုံးစီတဲဆောင်ထားကြတဲ့အပြင် GVU31 Joint Direct Attack Munition လို့အမည်ရတဲ့ Jaden ဘုံးတစ်မျိုးကိုလည်းတဲဆောင်သွားကြပါတယ်။ ိုက်လေယာဉ်တွေမှာတက်ဆင်ထားတဲ့ဘုံးတလုံးစီဟာအရင်ကတည်းကအမေရိကန်လေတပ်မှအသုံးပြုခဲ့ကြတဲ့ Standard Mark 84 General Purpose ဘုံးတွေကိုထပ်မံအစစ်မြင့်တင်ထားတာဖြစ်ပါတယ်။ဘုံးတလုံးစီရဲ့အမိပိုင်းကိုကြည့်လိုက်မယ်ဆိုရင်တော့အတောင်ပိုင်းငယ်လေးတွေတက်ဆင်ထားတာကိုတွေ့ရမှာပါ။အဲ့ဒီအတောင်ပိုင်းငယ်လေးတွေဟာလက်ညှိုးမှုကိရိယာ Guidance Kit တွေဖြစ်ကြပြီးတာမန် Mark 84ဘုံးတလုံးကိုပြစ်လွတ်လိုက်တာနဲ့ပြစ်မှတ်စီကို GPS လက်ညှိုးမှုစနစ်နဲ့တိတိကျကျထိမှန်အောင်တိုက်ခိုက်နိုင်တဲ့ GPS Guidance Precision Weapon တစ်ခုအဖြစ်ပြောင်းလဲပေးနိုင်ပါတယ်။ ဒါကြောင့်ပဲတိုက်လေရင်တွေဟာပြစ်မှတ် area အပေါ်ကတိုက်ရိုက်ပြန်တန်းစီရမလို့ပဲလုံခြုံတဲ့အကွာအဝေးတစ်ခုကတိုက်ခိုက်နိုင်ခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့တိုက်လေရင်တွေဟာဘန်ကာဘတ်စတာဘုံလေးလုံးကိုမသက်ဆောင်သွားကြဘဲနဲ့ဘာကြောင့်ဒီဘုံနှလုံးကိုအလေးထားသက်ဆောင်သွားရတာလဲဆိုတဲ့အကြောင်းပြချက်ကရှိနေပါတယ်။ဘာကြောင့်လဲဆိုတော့ဟူတီအကြမ်းဖက်သမားတွေဟာ2023ခုနှစ်ကစပြီးတော့အခုချိန်ထိအမေရိကန်စစ်သင်္ဘောတွေနဲ့နိုင်ငံတကာကုန်သင်သင်္ဘောတွေကိုအမျိုးမျိုးသောသင်္ဘောဖြတ်ဒုံးကျည် anti ship cruise missile တွေနဲ့ပစ်ခတ်နေကြတာကြပါပြီ။ ဒါကြောင့်ဒီမရှင်ဟာအမေရိကန်ရဲ့ပြင်းထန်တဲ့လက်တုံ့ပြန်မှုဖြစ်တယ်လို့ဟူတီတွေတင်မကပဲနောက်ွက်ကထောက်ပံ့ပေးနေတဲ့အီရန်နိုင်ငံကိုပါပြင်းထန်တဲ့သတိပေးစကားပေးကျင်တာဖြစ်ပါတယ်။ဟူတီဂျမ်ဖတ်သမားတွေဟာအဲ့ဒီဒုံးကျည်တွေကိုကယ်ရန်ဒေတာနဲ့ကွာဝေးတဲ့တောင်တွေကြားတဲ့ကဂူတွေထဲမှာဖွက်ထားလေးရှိပါတယ်။ ဟူတီတွေဟာသူတို့ရဲ့ပြစ်မှတ်အချက်လက်တွေကိုအီရန်ကတဆင့်ရယူပြီးသူတို့ရဲ့ဖွက်ထားတဲ့ဒုံးကျည်တွေကိုထုတ်ပြီးပြစ်ခတ်ခါပြန်လည်ပုံကွယ်လေးရှိပါတယ်။လာပေါင်းများစွာကြောင့်ဟူတီတွေဟာမရစ်နဲ့အေဗေးအုပ်ချုပ်ရေးဒေသနယ်သက်တလျှောက်မှာရှိတဲ့တောင်တန်းစခန်းတစ်ခုကိုအသုံးပြုနေခဲ့ကြတာပါ။ဒါအပြင်သူတို့ဟာအဲ့ဒီတောင်တန်းစကန်တစ်ခုကြားကလမ်းကြောင်းမှတဆင့်လိုအပ်တဲ့လူနဲ့လက်နက်ပစ္စည်းတွေကိုတည်ယူပို့ဆောင်ကဇက်တိုက်ပစ်ခတ်နိုင်ဖို့စီစဉ်ထားကြတာပဲဖြစ်ပါတယ်။ လင်းမှုတွေအနေနဲ့အခုလိုဘုံမျိုးစားစုံလင်းအောင်တည်ဆောင်သွားရတဲ့အကြောင်းရင်းကတော့တိုက်လေရင်တွေဟာဘန်ကာဘက်စတာဘုံနေနဲ့ပြစ်မှတ်ကိုတိုက်ခိုက်ပြီးတာနဲ့ဂျေဒန်ဘုံနေနဲ့ထပ်မံတိုက်ခိုက်ဖို့လိုအပ်လို့ပဲဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဟူတီရဲ့မြေောက်ဘန်ကာတွေဟာမြေောက်ပင်၂၀ကျော်ခန့်မှာတည်ရှိနေတာကြောင့်ပေါင်400နီးပါးအလေးချိန်ရှိပြီး BLU 119ဘုံတွေထက်ပုံမပေါက်ကွဲရပြင်းထန်တဲ့ဂျေဒန်ဘုံနေနဲ့တိုက်ခိုက်မှသာထိရောက်မှုရှိမှာဖြစ်ပါတယ်။ ပထမဆုံးအနေနဲ့ဟူတီတွေရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေကို BLE 109ဘုံးတွေနဲ့တိုက်ခိုက်ပြီးမှဟူတီတွေကလုံခြုံပြီးလို့ထင်နေကြတဲ့သူတို့ရဲ့မြေရောက်ဘန်ကာတွေကို JDM ဘုံးတွေနဲ့ထပ်မံခြေမုံတိုက်ခိုက်ဖို့ပဲဖြစ်ပါတယ်သဘောတရားရရိုးရှင်းပေမဲ့အခုချိန်မှာဟူတီတွေပိုင်ဆိုင်ထားတဲ့လေကြောင်းကာကွယ်ရေးစနစ်ကိုရှော့တွက်လို့မရပါဘူး။အီရန်ရဲ့အကူအညီကြောင့်ဟူတီတွေဟာကမ္ဘာပေါ်ကဘယ်အချက်ပဲအဖွဲ့ကမှပိုင်ဆိုင်မထားတဲ့ကမ္ဘာအန်ဒီရဲ့အရှိဆုံးလေကြောင်းကာကွယ်ရေးကွန်ရက်တစ်ခုကိုတိစောက်ထားနိုင်ခဲ့ပါတယ်။ တကယ်တော့ဟူတီတွေမှာလေကြောင်းသွားရှင်တွေကိုကောင်းကောင်းပစ်ခတ်တိုက်ခိုက်နိုင်တယ်တာတူတာလက်နဲ့တာဝဲပြစ်လက်နက်မျိုးစုံထောင်လဲချီရှိပါတယ်လွန်ခဲ့တဲ့9နှစ်အတွင်းမှာဟူတီတပ်ဖွဲ့တွေဟာ sorry တိုက်လေရင်တစည်းနဲ့ American ထုတ် Reaper drone တစည်းအပါဝင် drone နဲ့လေရင်အစီး90ခန့်ကိုပစ်ချခဲ့ပြီးပါပြီဟူတီတွေဟာဒီလောက်ထိအင်အားကောင်းလာကြပါပြီ။ အနည်းကပြစ်မှတ်တွေအတွက်ဟူဒီရီမှာဆိုဗီယက်ထုတ်အီလ်ဂါပကုန်းထန်းဒုံးပစ်လောင်ချစနစ်တနက်ပြောင်းများစွာတက်ဆင်ထားတဲ့ ZSC ဝဟင်ပစ်စက်တနက်ရာချီနဲ့7ကီလိုမီတာအကွာဝေးထိထိရအောင်ပစ်ခတ်နိုင်တဲ့ဆိုဗီယက်ထုတ် SA-67 ဒုံးကြီးတွေစတဲ့တာရိုပစ်လက်နက်မျိုးစုံကိုအလုံးအင်းနဲ့ပိုင်ဆိုင်ထားပါတယ်။သူတို့ရဲ့လက်နက်တွေဟာရဟရင်နဲ့အနိုင်ပြန်တဲ့လေယောင်းသွားခြင်းတွေအတွက်အလွန်အန္တရာယ်ရှိပေမဲ့ပေ3000အမြင့်ကပြန်တန်းနေတဲ့တိုက်လေယာဉ်တွေကိုတော့မချိမ့်ချောက်နိုင်ပါဘူး။ ဒါပေမဲ့ F35 တိုက်လေယာဉ်မှုတွေအတွက်ကတော့ဟူသီရဲ့တာလတ်ပစ်ကာကွယ်ရေးလက်နက်တွေကိုသာအဓိကစိုးရိမ်ရပါတယ်။တာလတ်ပစ်ကာကွယ်ရေးလက်နက်အနေနဲ့ဟူသီရဲဟာအီရန်ကရရှိထားတဲ့ SA-2 ဒုံးကျည်တွေကိုသာအဓိကအသုံးပြုကြပါတယ်။ဒီဒုံးကျည်တွေဟာအကွာအဝေး30ကီလိုမီတာခန့်အထိတိကျစွာပစ်ခတ်နိုင်ပြီးတော့ပစ်မှတ်ကိုပြင်းပြထန်ထန်ပျက်စီးစေနိုင်တဲ့တပ်ထုအစနာပေါင်းများစွာပါဝင်တဲ့ထိပ်ဖူး High Fragmentation Warhead ကိုတက်ဆင်ထားပါတယ်။ ဒါပေမဲ့တိုက်လေရင်တစည်းကိုထိမှန်အောင်ပြစ်ခတ်နိုင်ဖို့ဆိုရင်တော့အဲ့ဒီဒုံးကြီးတွေကိုဒီပြိုင်နဲ့အလုံးကြီးထောင်ချီပြစ်ခတ်ဖို့လိုအပ်ပါတယ်။ဒါကြောင့်လေရင်မှုတွေအနေနဲ့သတိထားရမယ့်လက်နက်ကတစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့ဟူတီရဲ့ Fader 1လို့တာဝဲပစ်လေကြောင်းကာကွယ်ရေးလက်နက်တွေပဲဖြစ်ပါတယ်။အဲ့ဒီဒုံးကြီးတွေဟာဆိုဗီယက်ထုတ် S75 ဒုံးကြီးကိုအတူအဆင့်မြင့်တင်ထားတဲ့လက်နက်တွေဖြစ်ပြီးတော့အကွာအဝေး100ကီလိုမီတာနဲ့အမြင့်ပေ25ကီလိုမီတာကပြန်တန်းနေတဲ့တိုက်လေရင်တွေကိုကောင်းကောင်းကြီးဒုက္ခပေးနိုင်ပါတယ်။ ဟူဒီတွေမှာအဲ့ဒီလက်နက်တွေအရေးအတွက်အနှဲငယ်သာရှိပေမဲ့လေတခြားစွမ်းရည်နဲ့လက်နက်တွေနဲ့ပေါက်ဆက်ပြီးတက်ခိုက်တာဒါမှမဟုတ် လေရင်မှုတွေကိုအာရုံပြောင်းနှောက်ချက်တာတွေပြုလုပ်လာမယ်ဆိုရင်တော့အလွန်အန္တရာယ်ကြီးပါတယ်။ကံကောင်းစွာနဲ့ပဲ F35 တိုက်လေယာဉ်တွေရဲ့ထူးခြားတဲ့အစစ်မြင့်နည်းပညာတွေကဟူဒီတွေရဲ့လေကြောင်းကာကွယ်ရေးစနစ်ကိုကောင်းကောင်းကြီးအယူလုံနိုင်ခဲ့ပါတယ်။ လေရောက်တိုက်ပွဲတွေမှာတိုက်လေရင်တစည်းနေနဲ့ရန်သူရေဒါတွေပေါ်မှာဘလောက်ပမာဏအထိပေါ်နေလဲဆိုတာအလွန်အရေးကြီးပါတယ်ရေဒါထောက်လန်းမှု area ရေဒါ cross section RCS ပမာဏကြီးလေလေပြစ်ချခံရနိုင်ကြီးများလေလေပါပဲဒါပေမဲ့ RCS ပမာဏသိငယ်မဲ့ဆိုရင်တော့တိုက်လေရင်တစည်းဟာရန်သူရေဒါတွေပေါ်မှာငှက်တကောင်ဒါမှမဟုတ်တိမ့်တိုက်တစ်ခုအနေနဲ့သာမြင်ရမှာဖြစ်ပါတယ် ဒုတဲ့ကြီးမားပေမဲ့လည်းအစစ်မြင့်နည်းပညာတွေကိုအသုံးပြုထားတာကြောင့် F-35C တိုက်လေယာဉ်တွေရဲ့ RCS ပမာဏဟာ0.0015စတူရမ်မီတာဖြစ်ပြီးတော့ဒီတိုင်းတာဟာရန်သူရေဒါတွေပေါ်မှာကောက်သီးကျလုံးရဲ့အရွယ်စားခန့်သာပေါ်နိုင်ပါတယ်။ဒါနဲ့မကသေးပဲအဲ့ဒီကောက်သီးအရွယ်တိုက်လေယာဉ်ဟာအတန်ထက်1.6ဆပုံမြန်တဲ့နှုန်း Mach 1.6နှုန်းနဲ့တွားနေမယ်ဆိုရင်တော့ပြစ်ခတ်ဖို့မဆိုးထားနဲ့မြင်ရဖို့တောင်မလွယ်ကူပါဘူး။ ဒီလို RCS အလွန်သိငယ်စေတဲ့ဤပညာကိုတော့ John Clancy ရဲ့စွန့်စားကန်ဝတ္ထုရှည်ကြီးတွေက ထုတ်နှုတ်ရယူထားတာဖြစ်ပါတယ်။ F-35C တိုက်လေယာဉ်တွေရဲ့ကိုယ်ရည်တစ်ခုလုံးကို Radar Line နဲ့စုပ်ယူနိုင်တဲ့အထူးစေ့တမျိုးနဲ့ထူထပ်စွာတုံ့လင်းထားပါတယ်။ဒီစေ့ဟာ Radar ဖြတ်ထွက်စွမ်းအင်ကိုစုပ်ယူနိုင်ပြီး Radar Line ပြန်ကန်မှုအလွန်နည်းစေက Radar ထောက်လန်းနိုင်မှု Area Radar Cross Section ကို short ချပေးပါတယ်။ ဒါအပြင် F35C တိုက်လေယာဉ်တွေရဲ့35ရာခိုင်နှုန်းခန့်ကို composite material တွေနဲ့ပြည့်လုပ်ထားပြီးတော့အဲ့ဒီပစ္စည်းတွေဟာတမန်နိထက်ရောင်ပြန်မှုအလွန်နည်းပါပါတယ်။မြင်သာအောင်ပြောရမယ်ဆိုရင်တော့တာမန်မှန်တဲ့ချက်နဲ့မဲနဲ့နေအောင်စေးတုပ်ထားတဲ့မှန်တဲ့ချက်ကိုနိုင်ရှင်ကြည့်မယ်ဆိုရင်ဘယ်မှန်ကအလင်းပြန်နှုန်းပုံမြင့်တယ်လဲဆိုတာမြင်အောင်ကြည့်လို့ရပါတယ်။ F35C တိုက်လေယာဉ်တွေရဲ့လှည့်ဝဲကိုပြောက်နည်းပညာအခြေခံသဘောတရားကလည်းဒီသဘောတရားနဲ့အတူတူပါပဲ။ကိုပြောက်နိုင်စွမ်းကိုထပ်မံကူညီပေးတာကတော့ချွန်ထက်တဲ့အစွန်းထောင့်တွေမရှိခြင်းပဲဖြစ်ပါတယ်။ လင်းရဲ့ပပလဲကိုကြီးလိုက်မယ်ဆိုရင်တော့ချွန်ထက်တဲ့အစွန်းတောင် hard adjustive လုံးဝမတွေ့ရပါဘူးဒီလိုပြုတ်လောက်ထားခြင်းက radar စွမ်းအင်ကိုရောင်ပြန်ခြင်းမရှိစေဖို့ရည်ရွယ်ပြီးပြုတ်လောက်ထားတာဖြစ်ပါတယ်ဒီလိုခင်မီနီးပညာတွေအားလုံးကိုပေါင်းစပ်ထားတဲ့အတွက် F35C ဟာရန်သူရေဒါတွေကလုံးဝမမြင်ရအောင်ပုံကွယ်နိုင်စွမ်းရှိပါတယ်။ဒါပေမဲ့ဒီမစ်ရှင်မှာတော့ F35C တိုက်လေယာဉ်တွေဟာဒီနီးပညာတွေကိုလုံးဝသုံးစရာမလိုခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့အမေရိကန်ရေတပ်ရဲ့တမိုင်းတစ်လျှောက်မှာပထမဆုံးအကြိမ်နေတဲ့စစ်စင်ရေးအဖွဲ့တဲသူဝင်ရောက်လာတဲ့လျှို့ဝက်လက်နက်အသစ်တစ်မျိုးကြောင့်ပဲဖြစ်ပါတယ်။မိတ်ဆွေအနေနဲ့လေရင်အုပ်စုပြန်တက်စင်ကတေးသေးချာချာခရုစိုက်ပြီးကြိမိလိုက်မယ်ဆိုရင် F18 နဲ့ဆင်တူတဲ့လေရင်တစ်စီးကိုသတိထားမိမှာသိကြပါတယ်။ဒါပေမဲ့ဒီလေရင်ဟာ F35C တိုက်လေရင်တွေနဲ့တွဲဖက်တိုက်ပွဲဝင်မှာမဟုတ်ပါဘူး။ သူ့ရဲ့နာမည်ကတော့ EA18 ဂျင်ဂလိုလာလျှော့ဝက်လေးရင်ဖြစ်ပြီးအဲ့ဒီလေးရင်တွေဟာနောက်ထပ်နိုင်အနှဲငယ်အတွင်းမှာပဲနောက်ဆုံးပေါ်အစ်မြင့်နီးပညာတွေကိုအသုံးပြုပြီးတော့လေးရင်မှုတွေရဲ့အသက်တွေကိုကဲတင်ပေးသွားမှာဖြစ်ပါတယ်ဂရိုလာလီယန်ရဲ့အောက်ဖက်မှာတော့ရှည်လျားတဲ့ဆီလင်ဒါပုံစံကရိယာတွေတက်ဆင်ထားတာကိုတွေ့ရမှာပါ။အဲဒီကရိယာတွေဟာလှိုင်းနောက်ဆက်ကရိယာဂျမ်မင်းပေါ့တွေဖြစ်ပြီးတော့ရန်သူလေကြောင်းကာကွယ်ရေးစနစ်တွေကိုချိန်မုံးတဲ့အဓိကလက်နက်ဖြစ်ပါတယ်။ ဂရူလာလီင်တွေဟာအန်ကာဘက်စကာဘုံးတွေနဲ့ဂျေဒန်ဘုံးတွေကိုတည်ဆောင်မသွားပဲ AGM-88 မျက်နှုံးမြင့်ရေဒါတိုက်ဖြတ်ရေးဒုံးကြီး High Speed Anti-Radiation Missile ကိုတက်ဆင်ထားပါတယ်။အဲ့ဒီဒုံးကြီးတွေဟာရန်သူလေကြောင်းကာကွယ်ရေးစနစ်ရေဒါနဲ့ချိတ်မိပြီးရေဒါစနစ်ကိုပောက်ကွဲပျက်စီးစေဖို့အထူးဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ဂရူလာတွေဟာဒီနည်းနဲ့တိုက်လေရင်တွေကိုပြစ်မှတ်တင်ရာသို့လုံခြုံစွာရောက်ရှိစေဖို့အတွက်လမ်းကြောင်းရှင်းလင်းပေးနိုင်ပါတယ်။ ဒါပေမဲ့ Growla လေးရင်ဒီမှာတက်ဆင်ထားတဲ့ ANALQ 249 Next Generation Jammer လို့ခေါ်တဲ့နည်းပညာအစ်စ်ကြောင့်ဒီမရှင်မှာဒုံးကျည်တစ်စင်းမှပစ်လွတ်ဖို့မလိုအပ်တော့ပါဘူး radar စနစ်တစ်ခုကတစ်စက္ကန့်အတွင်းထုတ်လွှတ်နိုင်တဲ့ line အလျားအရေအတွက်ကိုချိန်နှုန်း frequency လို့ခေါ်ဆိုပါတယ်။ချိန်နှုန်းတွေပို့ပြီးထုတ်လွှတ်လေလေရရှိတဲ့ data ပမာဏပိုတိကျလေလေပဲဖြစ်ပါတယ်။ ဒီစနစ်ဟာအမေရိကန်ရဲ့ခင်မီနည်းပညာမြင့်လက်နက်စမ်းဖြစ်ပြီးတော့ F35C တိုက်လေယာဉ်တွေကိုဟူသီတွေလုံးဝတိုက်ခိုက်လို့မရအောင်ကာကွယ်ပေးမှာဖြစ်ပါတယ်ဒါအပြင်ခေဟောင်းပါရှင် ANALQ 99 jamming port ထအစပေါင်းများစွာပုံမူဆွမ်းဆောင်နိုင်ပါတယ်။ဒီချက်ကချိန်နှုန်းနှိမ်ရေဒါတွေထက်ပုံမူတိကျတဲ့ data တွေကိုရရှိစေပါတယ်။ လေကြောင်းကာကွယ်ရေးရေဒါအများစုဟာပြစ်မှတ်ရဲ့အကွာအဝေးနဲ့တိကျမှုကိုအမြင့်ဆုံးရရှိစေဖို့အတွက် 1GHz မှ 6GHz ကြားရှိတဲ့အလက်စားလိုင်းတွေကိုသာထုတ်လွှင့်ကြပါတယ်။ဒီချိန်နှောင်းအတိုင်းတာကို Next Generation Jammer ကကောင်းကောင်းကြီးဖန်ယူနိုင်ပါတယ်။ဒီအချက်ကရခင်စနစ်ဟောင်း ANALQ99 Jammer ထက်သိသာစွာတာလွန်နေပြီးတော့ပုံမိုကျက်ပြက်တဲ့ရေဒါလိုင်းချိန်နှောင်းပေါင်းများစွာကိုတံပြန်နှောက်ရှက်နိုင်ပါတယ်။ထောက်လွှင့်တဲ့လိုင်းချိန်နှောင်းများလေလေရန်သူရေဒါတွေပုံမိုထိခိုက်လေလေပဲဖြစ်ပါတယ်။ next generation jammer ကရန်သူရေဒါစနစ်ကိုချိတ်မိတာနဲ့တပြိုင်နက်တစ်ချိန်ကို150 kW စွမ်းအင်နဲ့လောင်ကျွမ်းပျက်စီးအောင်တိုက်ခိုက်ပျက်စီးပြင်နိုင်ပါတယ်။ data နားလည်လွယ်အောင်ပြောရမယ်ဆိုရင်တော့ next generation jammer ကတစ်ချိန်ထုတ်လွှတ်လိုက်တဲ့လျှက်စစ်စွမ်းအင်ပမာဏဟာအင်တန်ရဲ့တပတ်စာအသုံးပြုနေတဲ့လျှက်စစ်စွမ်းအင်ပမာဏနဲ့ညီမျှပါတယ်။ဒီစွမ်းအင်ထုတ်လွှင့်မှုပမာဏဟာ ANALQ99 ဂျမ်မာစနစ်ထက်ဆယ်ဆပိုမိုပြင်းထန်ပြီးတော့ချိန်နှုန်းများစွာပြောင်းလဲနိုင်တဲ့ရေဒါတွေကိုတောင်လောင်ကျွမ်းပျက်စီးစေနိုင်ပါတယ် အဲ့ဒီအချိန်မှာပဲဂရိုလာလင်းနှစည်းဟာလင်းအတင်သင်းမမပြန်တက်လာပြီးရီမင်ကဲဝရန်စီတို့ဥတီပြန်တန်းလာကြပါတယ်။သူတို့ရဲ့ next generation ဂျမ်မာတွေဟာ F35C တိုက်လေယာဉ်အုပ်စုကိုကာကွယ်ဖို့အတွက်ဟူတီရဲ့လေကြောင်းကာကွယ်ရေးရေဒါတွေကိုအဆက်မပြတ်စကန်ဖတ်နေပြီးရှာဖွေတွေ့ရှိသမျှကိုဖျက်ဆီးပစ်မှာဖြစ်ပါတယ်။တကယ်လဲရှိသမျှဟူတီရေဒါတွေကိုဖျက်ဆီးပစ်နိုင်ခဲ့ကြပါတယ်။အခုချိန်မှာတော့ဟူတီတွေဟာဝေဟင်ကိုမြန်နိုင်စွမ်းလုံးဝဆုံးရှုံးသွားပြီး F-35C တိုက်လေယာဉ်တွေလာနေတာကိုလုံးဝမသိနိုင်တော့ပါဘူး။ တိတ်မကြခင်မှာပဲ F35C တိုက်လေယာဉ်တွေဟာပြစ်မှတ်တဲ့မိုင်နှဲငယ်အကွာကနေသူတို့ရဲ့ပထမဆုံးဘန်ကာဘက်စတာဘုံးတွေနဲ့စတင်တိုက်ခိုက်ခဲ့ပါတယ်။ဇက်တိုက်ပောက်ကွဲမှုတွေဖြစ်ပွားခဲ့ပြီးတော့ဒုတိယအကြိမ်ကျေချခဲ့တဲ့ဘန်ကာဘက်စတာဘုံးတွေဟာအရင်ပောက်ကွဲမှုကြောင့်ဖြစ်ပေါ်လာတဲ့တွင်းပေါက်ကြီးတွေတဲကိုထပ်မံဝင်ရောက်ပောက်ကွဲခဲ့ပါတယ်။ဟူတီတွေကြောက်လန့်တကြားထွက်ပြေးနေကြတဲ့အချိန်မှာပဲ F35C တိုက်လေယာဉ်တွေဟာဒုတိယအချိန်အနေနဲ့ပြန်လည်ဝင်ရောက်လာကြပြီးတော့ Jaden Bone 9တန်းကျော်ကိုတောင်ထိပ်တွေစီသို့ဘုံမိုးရွာချခဲ့ပါတယ်။ ဂျေဒန်ဘုံတွေဟာတောင်ထိပ်ထဲကိုနက်နက်ရှိုင်းရှိုင်းထိုးဖောက်ဝင်ရောက်သွားပြီးမှပောက်ကွဲခဲ့တဲ့အတွက်ဟူသီတွေပုံအောင်နေတဲ့တောင်ကြီးတစ်ခုလုံးဟာချက်ချင်းပြိုကျသွားခဲ့ပါပြီ။တင်းစီထားတဲ့သင်္ဘောဖြတ်ဒုံးကြီး Anti Ship Cruise Missile ပောက်ကွဲမှုကြောင့်အေယာမပောက်ကွဲမှုကြီး9ချိန်နဲ့ဒုတိယအဆင့်ပောက်ကွဲမှုပေါင်းများစွာဖြစ်ပွားခဲ့ပါတယ်။ F-35C အဖွဲ့သားတွေကတော့လေယာဉ်မှာချစ်ရတစ်ခုတောင်မဖြစ်ဘဲနဲ့မစ်ရှင်ကိုအောင်မြင်စွာထမ်းဆောင်နိုင်ခဲ့ကြပါတယ်။ F35 C တိုက်လေယာဉ်တွေရဲ့အဆင့်မြင့်ကိုပြောက်နည်းပညာနဲ့ Next Generation Jammer စနစ်တို့ရဲ့ပေါင်းစပ်မှုကတိုက်လေယာဉ်မှုတွေကိုဘေးကင်းစွာနဲ့အိမ်ပြန်ပို့နိုင်ခဲ့ပါပြီ။လေယာဉ်တင်သင်းမပေါ်မှာတော့အောင်မြင်စွာပြန်လာနိုင်ခဲ့ကြတဲ့လေယာဉ်မှုတွေကိုဂုံပြုတ်ဖို့အတွက်လုံဖော်ကင်ဘက်တွေဟာပီဇာတွေကြက်ကြော်တွေကိုစားရင်းနဲ့စောင့်ကြိုနေကြပါတယ်။ဒီနေ့တင်ဆက်မှုကိုတော့ဒီလောက်နဲ့ပဲညီကုန်းချုပ်ပြရစီ။အဆုံးထိကြည့်ရှုအားပေးခဲ့ရတဲ့တူတယောက်ချင်းစီကိုလည်းကျေးဇူးတင်ကြောင်းပြောချင်ပါတယ်။ မိတ်ဆွေကအခုလိုမျိုးနိုင်ငံတကာစီးရေးသတင်းတွေနဲ့ခင်မီဆက်လက်နဲ့ပစ္စည်းတွေအကြောင်းကိုစိတ်ဝင်စားတယ်ဆိုရင်တော့ကျွန်တော်တို့ရဲ့ Insight Digest YouTube Channel ကို Subscribe လုပ်ထားပြီးတော့ဘေးနားက Notify ခေါင်းလောင်းလေးကိုနှိပ်ပေးထားခဲ့ကြဖို့ပြောချင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါစို့လားဗျာ